အားလုံးမင်္ဂလာပါကျွန်တော် channel လေးရနေပြန်လဲကျေးဇူးပါတယ်เนาะအလောက်ကန်နေရရှိပြီးတော့လောက်ကန်ခွင့်လန်းနေဖန်တီးနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်ကျွန်တော် channel လေးရနေနေ့စဉ်ဖော်ပြပေးနေတဲ့အလောက်ကန်နေညီကိုတို့လိုအပ်တဲ့အလောက်ကန်ခွင့်လန်းနေတိုက်ဆိုင်မှုရှိပါရဲ့လားတူးချင်းလိုအပ်တဲ့ အလုတ်ကင်ခွင်လင်းတွေရှိရင်လည်း message ပေါ်မှာခြံထားလို့ရပါတယ်တိုက်ဆိုင်မှုရှိတဲ့လုတ်ကင်တွေနဲ့ဒီတက်ပြန်ပြီးတော့ပေါ်ပြပေးလို့ပို့ပေးလို့ရပါတယ်ဆိုတာကိုပေါ်ပြလို့ပါတယ်ကဲဒါဆိုရင်23ရက်နေ့အတွက်ထပ်မံပြီးတော့ဖိတ်ခေါ်ထားတဲ့အလုတ်ကင်ခွင်လင်းတွေကိုတီးရဖို့ဗီဒီယိုကိုအဆုံးထိ လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေပထမဆုံးတစ်ဖွဲ့အနေနဲ့ပေါ်ပြမယ်ဆိုရင် အ HSF ဆိုတဲ့ organization ကရည်ဦးနေရာအတွက်ရည်ဦးမြို့နယ်အတွက်ပေါ့နော် final assistant ဆိုတဲ့ position ခေါ်လာတာတွေ့ရတယ်။နောက် DRC ဆိုတဲ့ organization ကလည်းကချင်ပမောပမောမြို့နယ်အတွက်ပေါ့နော် economic recovery officer ဆိုတဲ့ position ခေါ်လာတာတွေ့ရတယ်။ပြီးတော့ ICRC ဆိုတဲ့အဖွဲ့ကလည်းမန္တလေး region အတွက် head fee officer ဆိုတဲ့ position ကိုဖိတ်ခေါ်လာတာလည်းတွေ့ရပါတယ်လို့။နောက် တစ်ဖက်ကတော့ HSF ဆိုတဲ့ဖက်ကလည်းညောင်ဦးဒေတာအတွက်ကျွန်တော်တို့ finance officer အဖိတ်ခေါ်ထားတာလည်းတွေ့ရပါတယ်နောက်တစ်ခုကတော့အဖွဲ့အစည်းမဖော်ပြထားဘဲနဲ့ကျွန်တော်တို့ဒီရန်ကုန် base အတွက်ခေါ်ထားတာအဲ MME officer အနေနဲ့ဖိတ်ခေါ်ထားတဲ့အရာတို့လည်းတွေ့ရပါတယ်လို့နောက်အဖွဲ့အစည်းတစ်ခုအနေနဲ့ဆိုရင်ကျွန်တော် ADRA မြန်မာဆိုတဲ့ organization ကလည်း emergency response coordinator အဲ ERC ဆိုတဲ့ position ကိုမန္တလေး region အတွက်ဖိတ်ခေါ်ထားတာတွေ့ရပါတယ်လို့အဲပြီးတော့နောက်တစ်ခုက H HSF အဖွဲ့ကပဲညောင်ဦးဒေတာအတွက် project manager ယာဒူးခေါ်ထားတာတွေ့ရတယ်။နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် PUI ဆိုတဲ့ organization ကလည်းမန္တလေးဒေတာအတွက် mail consultant ဆိုတဲ့ယာဒူးကို ခေါ်ထားတာတွေ့ရတယ်။ အဲနောက်ထပ် CPI CPI အဖွဲ့ကလည်းရန်ကုန်မြို့မှာအတွက်ကို Procurement and Logistics Coordinator ရန်သူကိုခေါ်ထားတာတွေ့ရတယ်။ပြီးတော့အဲအဲ MHAA ဆိုတဲ့အဖွဲ့စည်းကလည်းတုံးခုတခါလည်းကြုံရတာတွေ့ရပါတယ်လို့ပထမအဲအလို့ကန်ကတော့အဲ admin assistant ကိုရန်ကုန်အတွက်ခေါ်ထားတာတွေ့ရတယ်။ပြီးတော့ admin officer အတွက်ကိုလည်းရန်ကုန်အတွက်ခေါ်ထားတာတွေ့ရတယ်။ပြီးတော့အဲ head promoter ပေါ့နော်ဒါ re announce လို့ပြန်ပြောထားပါတယ်အဲ့ဒါတော့ line ဘွဲ့ line ဘွဲ့ကရင် line ဘွဲ့အတွက်ခေါ်ထားတာတွေ့ရပါတယ်လို့နောက်ဖွဲ့စည်းတစ်ခုဆိုရင် HSF ဆိုတဲ့ဖွဲ့ကလည်း၃ခုတပါတယ်၃နေရာကိုတခါလေးခေါ်ထားတာတွေ့ရပါတယ်လို့ညောင်ဦး data အတွက်က logistic assistant and logistic assistant တစ်ခုနဲ့ mail assistant အဲ position အဒီနှစ်ခုကိုညောင်း data အတွက်ခေါ်ရတွေ့ရတယ်ပြီးတော့ရေဦးအတွက်ရေဦး data အတွက်ကိုကျွန်တော်တို့ဒီ project assistant အနေနဲ့ HSF ကကျွန်တော်တို့ဖိတ်ခေါ်ထားတာတွေ့ရပါတယ်လို့ now တခုအနေနဲ့ဆိုရင်လာလာပြည့်ကျဲပေါ့နော်လာပြည့်လာပြည့်ကျဲ organization ကလည်းပြည်အတွက် community outreach organizer အတွက်ခေါ်ရတယ်ရှိတယ်။နောက်တောင်ငွေအတွက်ကို community audit organizer ပါပဲပေါ့နော်။ဒီအပြည့်ကြရလဲတစ်ခုကြိုညာထားတာတွေ့ရပါတယ်လို့။နောက်တစ်ခုကတော့အဲ HSF ပါပဲလို့ရေးဦးအတွက်ကိုကျွန်တော်တို့ project coordinator တစ်ခေါ်ရတာတွေ့ရတယ်။ပြီးတော့ attack မြန်မာကလည်းရန်ကုန်အတွက်ပေါ့နော် logistic assistant ခေါ်ထားတာတွေ့ရပါတယ်လို့ဒါကတော့ကျွန်တော်တို့ဒီအဲ23ရက်နေ့အတွက်အဲဖိတ်ခေါ်ထားတဲ့အလောက်ကန်ခွင့်လန်းနေဖြစ်ပါတယ်။ အလုတ်အကင်ရှာဖွေနေတဲ့ညီကိုမော်နမတွေအားလုံးအတွက်အလုတ်ကင်စင်နေကြပါစေနော်ကျွန်တော်ရဲ့အဲ channel လေးကိုလည်းအဲ like share and subscribe လုပ်တာပြပို့လဲအဲတောင်းဆိုပါရစေကျွန်တော်တို့နောက်24ရက်နေ့မှာပြန်ဆောင်ကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်လို့